ဗန်ဒိုဂျာကိုဒုံးကျည်တွင်ပြက်ပြက်မယ်ဆိုတဲ့ဂျော့ရှွာဗန်နောက်နောက်ဆက်လေးခုနှစ်အစောပိုင်းမှာချာဂျွန်ဆင်ကိုရှုံးနေခဲ့ရတဲ့အချိန်မှာလူတော်တော်များများကဗန်ရဲ့ရှင်ကရပ်တန့်သွားပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်နောက်ဆက်၅ခုနှစ်ကဗန်အတွက်တော့ရွှေရောင်နှိပ်ဖြစ်ခဲ့ပါတယ်။ဗန်ဟာရှုံးပွဲတွေကနေသင်ခန်းစာယူပြီးတော့ပို့ပြီးတော့ပြေးဆုံးတဲ့ဖိုင်တာတစ်ယောက်ဖြစ်ပြန်လာခဲ့တာပါ။ဒုသိမကြသိန်းကထိတ်တန်းဖိုင်တာ Brand Rival ကိုနိုင်ပြီးတော့နံပါတ်၁စိန်ခေါ်သူနေရာကိုရောက်ရှိလာတာသူ့ရဲ့ရေချင်းကိုတတ်သိပြလိုက်တာပါပဲ။ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ဗန်ဟာလာမဲ့ UFC 323ပြိုင်ပွဲမှာ Flyweight Dan Champion ပန်ဒူဂျာစီကနေ Champion ကပတ်ကိုစိန်ခေါ်ထိုးသားခွင့်ရရှိခဲ့ပါတယ်။ပန်ဒူဂျာအခုချိန်မှာ Flyweight Dan သမိုင်းတစ်လျှောက်အကောင်းဆုံး Champion တွေထဲကတစ်ယောက်ဖြစ်ရပ်တည်နေပါတယ်။အသက်35နှစ်အရွယ်ရှိဖြစ်ပေမဲ့သူ့ရဲ့ Gate of BK စိတ်ဓာတ်ကတော့ယော့မသွားပါဘူး။ဗန်ကတော့ပန်ဒူဂျာကိုနိုင်ပြနိုင်မယ်လို့ယုံကြည်ချက်တွေထက်သန်လို့နေပါတယ်။လူတိုင်းကသွေးထွက်တတ်တယ်၊သူလည်းသွေးထွက်တတ်တယ်။ပန်ဒူဂျာလည်းသွေးထွက်တတ်တယ်။ပန်ဒူဂျာရဲ့မျက်နှာကိုသူညာလက်သီးနဲ့စော်ပြမှာဖြစ်ပြီးတော့ တုံးကြီးတွေပွဲဖြတ်ပြမယ်လို့ဗန်ကလည်းကြွေးကြော်ထားပါလေဂျိုချဖန်ကြွေးကြော်တန်ကတကယ်ကိုရဲတင်းပါလေဘန်လူကြလူလူမျိုးတုံးကြီးတွေ KO နဲ့နိုင်မယ်ဆိုတာပြောလွယ်တော့လက်တွေမှာအလွန်လွန်ခက်ခဲတာပါဒါပေမဲ့ဗန်မှာအခွင့်အရေးရှိနေတဲ့အချက်တွေရှိပါလေညာလက်တီနဲ့ဘန်လူကြတိုက်စစ်စင်မှုရှေ့တိုးလာတဲ့အချိန်မှာဂျက်ကောင်းထီအောင်ထိုးချပြနိုင်ပါလေဘန်လူကြအသက်35နှစ်ရှိပါပြီ flyweight တန်းမှာအသက်35နှစ်ဆိုတာအိုမင်းတယ်လို့ယူဆရတဲ့ရွယ်ပါဗန်ကတော့အသက်20ကျော်တက်လူဖြစ်ပြီးတော့စက်ရုပ်တရုပ်လိုမောပန်းခြင်းမရှိထိုးတက်နိုင်သူပါ တကယ်လို့ပရမနှချီမှာပန်တူကြားဗန်ကိုမြေပေါ်ဆွဲမချနိုင်ခဲ့ရင်ဒုံးကြီးမြောင်မှာပန်တူကြားရဲ့လှုပ်ရှားမှုတွေနှေးကွေးသွားနိုင်ပါတယ်။အဲဒီချိန်ကဗန်အတွက်အပြတ်ဖြတ်ဖို့အကောင်းဆုံးချိန်လို့မြင်မိပါတယ်။ဗန်နေနဲ့သူကြွေးကြော်ထားတဲ့အတိုင်းပဲတကယ်လို့ပြနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းနေတာတော့အမှန်ပါပဲ။ဘော်ရာတို့ကဘလို့ထင်းလဲဗန်စကားပေါ်ထင်မြင်ချက်ကိုပြောပြီးခဲ့ပါဦး။